်မင်္ဂလာညချမ်းပါရှင်နေပြီးတော့မိုးလေဝသနဲ့ဇလားပြေတာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များပါနေပြည်တော်မှာ37ဒီဂရီဆယ်စီယံ88ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ33ဒီဂရီဆယ်စီယံ67ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတို့မှာဖြန့်ယူရရှိတဲ့ပုံရောင်းကပလီပင်လယ်ပင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတရရနေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပင်တောင်ပိုင်းနဲ့ကျန်းမင်္ဂလာပင်လယ်အော်တို့မှာတရရတဲ့အတင်မှာတိမ်ထူထနေပါတယ်မြန်မာနိုင်ငံပုံမှာကတော့တပြည်လုံးမှာတရရနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ် ်ပင်ကလာပင်လေရောအချက်အနေကတော့ဒီကနေ့မြန်မာစံတော်ချိန်စက္ကန့်30နာရီချိန်တိုင်းထွားကြများအောင်ပင်ကလာပင်လေရောအနောက်တောင်ပိုင်းတိတိလင်္ကာနိုင်ငံကံလွန်မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ရုံဟာဆက်လက်တရှိနေပါတယ်အဆိုပါလေပြင်းရဲ့ရုံဟာနောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းကြီးစွာယူလျားနိုင်တယ်လို့ခန့်မှန်းရပါတယ် မြမပင်လေပြမမြေဝါကျွန်းပေါ်မௌဒမကွေမွန်တနင်္သာရီကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လေပြင်တို့မှာတခါတရံမိုးတက်လေးပြင်းများကြရောက်ပြီးလှရတဲ့တင်မှာလိုင်းကြီးနိုင်ပါတယ်မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှရမြမမြဝကျုံပေါ်မௌဒမာကွေမွန်တနင်္သာရီကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လေပြင်တို့မှာခုနှစ်ပေမှာ6ပေခန့်ရှိနိုင်ပါတယ်ကျန်မြမပင်လေပြင်မှာလှရတဲ့တင်ရှိပါမယ်လှရမြမ ချင်းခိုင်ကန်ယူနယ်တရှောင်းနဲ့ကန်လွန်ပင်လေပင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။မနက်ပြန်မိုးတဲ့ချိန်အထိခန့်မှန်းချက်များအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာအများအားဖြင့်တာယာပြီး ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ဆက်မီနယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာတင်းတင်းတင်းဖြစ်ထွန်းပါမယ်။နေပြည်တော်နဲ့အနီးတဝိုင်းမနက်ဖြန်အတွက်မိုးလီဝတအခြေအနေခံမှန်းကြမှာတင်းတင်းတင်းဖြစ်ထွန်းပါမယ်။အနှိမ်ဆုံးအပူချိန်မှာ20ဒီဂရီဆယ်စီယံ68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယံ90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်အနီးတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မောင်းနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်အနှိမ်ဆုံးအပူချိန်မှာ23ဒီဂရီဆယ်စီယံ83ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် န္တလေးမြို့နယ်အနီးတဝိုင်းမနက်ပြန်အတွဲမိုးလေဝသအခြေအနေခံမှန်းကြမောင်းအများအားဖြင့်တာယာပါမယ်အနှိမ်ဆုံးအပူချိန်မှာ20ဒီဂရီဆယ်စီယံ68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယံ90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခမ်းမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်းအော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှနေရာကျကျမုထစ်ချုံရွာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအစမ်းမှချမ်းသာကြပါစေရှင်။